်အသေးစီမံခန့်ခွဲမှုတွင်အလေးနက်ဆုံးတက်တနာတစ်ခုမှာအသေးကျက်စီးမှုရှိသောလူနာများဖြစ်သည်အသေးကျက်စီးမှုနှမျိုးရှိသည်ယုတ်တိရဖြစ်ပေါ်သောအသေးကျက်စီးမှုနှင့်အခေါတူမဟုတ်ယုတ်တိရအချိန်ကြာအသေးကျက်စီးမှုအသေးထိခိုက်မှုတို့မဟုတ်အသေးမှာယောဂဤနောက်ခံတွင်ဖြစ်ပေါ်လာသည်ဤလူနာများသည်အလိုဆိုးရွားသောနေ့စဉ်ဘဝကိုရင်ဆိုင်နေရသည်အသေးကျက်စီးမှုကြောင့်ကိုလုံးပေါ်လွှမ်းမိုးမှုရှိသည်အများစုမှာချင်းကြရှိစွာအကလစတီမန်ခံခွဲမှုလိုအပ်သည် အဖော်တွင်အစီမံခံခွဲမှုအတွက်ကူညီပေးရန်အထူးကြွမ်းကျင်သူများ၏အထောက်အပံ့ကြီးမားစွာရရှိထားပါသည်။အသေးမေဆေးနှင့်အသေးထူးကုဆရာဝန်များကိုဤလူနာများကိုစီမံခံခွဲရန်အထူးပြုထားပြီးအသေးပျက်စီးမှုရှိသော လူနာများကိုကူညီရန်အစ်စ်ညင့်ကုသမှုနီလညာအလုံးကို အသုံးပြုပါသည်။ဥပမာအစ်စ်ညင့်တို့မဟုတ်အပြင်ပိုင်းအသေးထောက်ပံ့မှုကို ပလာဇမာကုသမှုတို့မဟုတ်ပြင်ဆောက်ယူမှုကုသမှုအဖြစ်အသုံးပြုပါသည်။ ဤဒီကိုအသေးဒါယာလစ်စစ်ဟုလည်းခေါ်ကြပြီးဒါယာလစ်စစ်မဟုတ်တော့လဲအချို့ခါတွင်ခေါ်ကြသည်သူတို့အ내အချို့ကိုအသေးစားထုတ်ကူတာမှုစီတို့ချိတ်ဆက်ပေးနေပြီးအဆုံးသက်တွင်လူနာဘူကက်တင်ပေးနိုင်ပါသည်ထို့ကြောင့်ကျွန်ုပ်တို့သည်နိုင်ငံအတွင်းအပြည့်စုံ360ဒီဂရီအသက်ပျက်စီးမှုစီမံခန့်ခွဲမှုကိုပေးဆွဲနိုင်သောအနည်းငယ်သောဌာနများထဲမှတစ်ခုဖြစ်ပါသည်